Good day, my fellow students. My name is Mo Dujo, and we're here to discuss the topic of uniform grammar, adjective, with prepositions. Uniform grammar မှာဆိုရင်သူက adjective နဲ့ preposition နဲ့တွဲသုံးတဲ့အတွဲလေးတွေရှိတယ်။ဒါလေးအကြောင်းတော့ပြပြရတယ်ပေါ့လေ။ မှာဆိုလို့ရှိရင် textbook မှာလည်းသူကပြောထားပါတယ် one we study adjectives ဆရာတို့တွေ adjective တွေကိုလေ့လာတဲ့အချိန်မှာ it is a good idea to study the prepositions that go with them အဲ့ဒါစာချက်ပြီကွာဒါတို့မျိုးထားပါတော့ vocab ချက်ပြီဆိုတော့အခါမှာ adjective တွေပါလာပြီဆိုရင် adjective ကတစ်ခုရှိတစ်ခုရှိတာဘာလဲဆိုတချို့သော adjective တွေအကုန်လုံးတော့မဟုတ်တချို့သော adjective တွေကဒီတစ်လုံးနဲ့အဓိပ္ပာယ်မပြည့်စုံတဲ့ adjective တွေရှိတယ် ီ adjective နဲ့တခြားနောက်က noun နဲ့ကတ်တဲ့အခါမှာလဲခြားထဲမှာ preposition ခံကတ်မှရမယ် adjective တွေရှိအဲ့လို adjective တွေကြာလို့ရှိရင်ကိုကတွဲပြီးတော့မှတ်ဖို့လိုတယ်ဥပမာ frighten ဆိုလို့ရှိရင်ညာသောအဖြစ်က frighten ကြီးပဲတိတ်ပြီးတော့သုံးနေမရှိ frighten off မှာကိုက subject ကတခုခုကိုကြောက်တယ်ဒီမှာဆိုသူနမူနာပြောထားတယ် I'm really frightened of spiders ငါလေးပင့်ကူတွေအရန်ကြောက်တာပဲ ပင့်ငူတွေကိုတကယ်ကြောက်တာအရန်ကြောက်တာပဲဆိုတော့ဒီမှာဆို I'm really frightened spider လို့ပြောရဲမှားတယ်သူက frightened ပြီးသွားရင် frightened လုံးတဲ့အဓိပ္ပာယ်မပြည့်စုံကြောက်တယ်ဆိုလို့ရှိရင်ဆိုတော့ frightened off နဲ့ပြောတယ် frightened off တို့လိုမျိုးပေါ့ adjective က frightened ကြောက်စရာကောင်း frightened ထားပါတော့ကြောက်တော့ frightened ကြောက်တော့လို့ကိုယ်ကချက်တဲ့အခါမှာ frightened တလုံးနဲ့ကိုယ်ကချက်လို့မရဘူး frightened off ဟုတ်ဆိုနောက်က ဒီ object နဲ့တွဲပြီဆိုလို့ရှိရင် तू อ่ะဒီ off လေးပါမှာရအောင်ငါရမ်းကြောက်တယ်ဆိုရင် i'm really frightened ပဲရတယ် off မလုပ်ဆိုလိုတာကွာဒီတချို့ adjective တွေကဒီနောက်က object နဲ့ကပ်ပြီဆိုလို့ရှိရင် alem preposition ခံကပ်ဒါကိုဆရာပြောချင်တာနောက်က object မပါဘူးဒီတိုင်း subject အကြောင်းမပြောမယ်ဆိုရင်ငါအရင်ကြောက်တယ် i'm really frightened ရပြီ off မလုပ်သို့တော်လည်းပဲအနောက်မှာဘာကိုကြောက်တာလဲထည့်ပြီးတော့ပြောမယ် I'm really frightened spider ပြောရင်မှားတယ်ဒီ object နဲ့ကတ်တဲ့အခါမှာ off လိုတာဖြစ်တော့တော့ကြောင့်မို့ I'm really frightened of spiders သူပြောချင်တာအဲ့လိုပြောချင်တာတခါလဲတွဲမှတ်ကွာဒီစလုံးဒီဒီ adjective ဒီသူနဲ့တွဲလေးရှိတယ်ဒီ preposition ကသူနဲ့တွဲလေးရှိတယ် preposition ကဘယ်ဟာလဲဒါလေးကိုစာချက်တဲ့အခါကျရင်တခါလဲတွဲပြီးတော့ချက်ပေးပါဥပမာဆိုလို့ရှိရင် angry စိတ်ဆိုးတယ် angry ဒီအများသောအဖြစ်ဆရာတို့ဒီ angry က with နဲ့တွဲပြီးတော့သုံးတယ်။ငါစိတ်ဆိုးတယ် I'm angry ပြဿနာမရှိရတယ်တိုးတော့ငါမင်းကိုစိတ်ဆိုးတယ်ဆိုတဲ့ဟာမှာ I am angry you လို့တော့ပြောရင်မှားတယ်။ I am angry with you လို့ပြောမှမှန်တယ်။ angry ဆို with နဲ့ဆရာတို့တွဲပြီးတော့သုံးတယ်။ I am really angry with you ဘယ်လိုပြောရလဲအဲ့တော့ကိုကမှတ်ဒီတိုင်း object မပါဘူးဆို angry object ပါပြီးဆိုရင် angry တလုံးနဲ့မရတော့ဘူး adjective နဲ့ object နဲ့တွဲတဲ့အခါမှာကြားထဲမှာ preposition ဝင်ရတယ်တချို့တချို့တချို့ပြောတာနော်အကုန်လုံးတော့မဟုတ်ဘူးမလိုတဲ့ adjective တွေလည်းရှိမလိုတဲ့ adjective တွေလည်းရှိသို့တော်လည်းပဲများသောအဖြစ်ကတော့ကြားထဲမှာ preposition ခံပြီးမှ object ကပ်လို့ရတယ်မ beautiful လို့ပါလို့ဆိုလို့ရှိရင်မလို she is a beautiful girl ရပြီပြဿနာမရှိဘူး beautiful ဆိုမလို့အဲ့လိုကပ်သုံးစရာမလို့ beautiful ဆိုလို့ရှိရင် pretty တို့ handsome တို့မလိုများသောအားဖြင့်ဘလို့ဟာတွေကလူလေးရှိတယ်ဆိုလို့ရှိရင်ဒီ ed adjective တွေများသောအားဖြင့်လူလေးရှိတယ်များသောအားဖြင့် ed adjective တွေတော်တော်များများက noun မှာ preposition ကပ်ပြီးတော့မှ object နဲ့တွဲသုံးလို့ရတယ်သူကြီးပဲသုံးလို့တိုက်ပြီးတော့အဆင်မပြေဘူးအဲ့ဒါမျိုးတွေဆိုကွာတွဲမှပြီးရင် ed မဟုတ်ဘဲလားတခြား adjective ခုနဆိုဆရာပြောပြသွားတဲ့အထက်မှာဆို angry နော်ပြီးသွားလို့ရှိရင်စိတ်ညစ်စေတယ် disturb disturb ဆို disturb off နဲ့ပြောတယ် disturbed off ဒီလိုတွဲအဲ့လိုတွဲမှတ်လို့ပြောတာနော်ဒါမျိုးပြောတာဒီမှာဆိုတော့ the teacher was very satisfied with her students work ကျောင်းသားတွေဖြည့်ထားတဲ့စာကျောင်းသားတွေလုပ်ထားတဲ့အလုပ်ကိုကြည့်ပြီးတော့ဆရာကအရင်ကျေနပ်တယ်ဒီမှာဆိုဆရာကျေနပ်တယ်ပဲပြောချင်တယ်။ The teacher was very satisfied ဆရာကျေနပ်တယ်ရတယ်သို့တော့ ဆီယမချိန်နဲ့တယ်လို့ပြောမယ်ဆီယမချိန်နဲ့တယ်လို့ပြောကျွန်တော်တတိယ was very satisfied ရတယ်ပြဿနာမရှိဘူးဆီယမကချိန်နဲ့တယ်တတိယ was very satisfied သို့တော့ her students work နောက်မှာကျောင်းသားရဲ့ဖြေလွှာကျောင်းသားရဲ့စာပါလာပြီကျောင်းသားလုပ်ထားတဲ့အလုပ်ကျောင်းသားဖြေလွှာတခုခုဖြစ်တယ်ဒီဟာပါလာပြီဖြစ်တော့တော့ကြောင့်မလို့ object ပါလာပြီဖြစ်တော့တော့ကြောင့်မလို့ withly ဂျားထဲမှာ preposition ခံတာလीထည့်ပြီးရအဲ့ဒါလည်းထည့်ချင်တဲ့ preposition ထည့်လို့မရအောင် ဘယ် adjective နဲ့ဘယ် preposition နဲ့တွဲတယ်ဆိုတော့အတွဲရကိုကစာချက်ခရဲကတခါတစ်ချက် satisfy ဆိုဘာနဲ့တွဲလဲ with နဲ့တွဲတယ် frightened ဆိုဘာနဲ့တွဲလဲ off နဲ့တွဲအဲ့ဒါကိုကစာချက်ခရဲ adjective ချက်ခရဲကတခါတည်းပအောင်ထည့်ချက်ပါတဲ့သူကဒါကိုအကြံပေးတာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာတို့ question လေးတွေကိုကြည့်လိုက်ရအောင် question A ကတော့ match the beginning with the endings အဲ့တော့ဘယ်ဟာနဲ့ဘာနဲ့တွဲလဲ ဘယ် adjective နဲ့ဘယ် preposition နဲ့တွဲလဲပြောတော့တွဲလုံးလေးတွေထုတ်ခိုင်းနေဆိုဆရာတို့ကြည့်အောင် number 1မှာဆို he was embarrassed embarrassed သူဒီအချက်ခွဲဟုတ်ပြီ i'm not very keen ငါတိတ်ပြီးတော့စိတ်ရထက်သန်မှုမရှိဘူး we should not be jealous ငါတို့မနာလို့မဖြစ်သင့်ဘူး i'm really worried ငါရမ်းစိတ်ပူတယ် the teacher was annoyed ဆရာစိတ်ညစ်နေတယ်အဲ့တော့ ကြည့်ရအောင် he was embarrassed သူရဲ့ရှက်ကွဲဘာကြောင့်ရှက်ကွဲမှာလဲ of the word and success of other people တခြားလူတွေရဲ့ချမ်းသာကြော်ရွားမှုနဲ့အောင်မြင်မှုကြောင့်ရှက်ကွဲမှာလားအဓိပ္ပာယ်မရှိဘူးကြောက်မယ် with me talk about my careless mistakes ဂယူမဆိုင်တဲ့အမှားတွေကြောင့်မလို့သူအရှက်ကွဲမှာလားသို့တော်လည်းကျွန်တော်ရဲ့ဂယူမဆိုင်တဲ့အမှားတွေကြောင့်မလို့ရှက်ကွဲရဆိုတာလည်းအဓိပ္ပာယ်မရှိဘူး by the way he talk သူစကားပြောတဲ့ပုံစံကြောင့် သူဒီသူစကားပြောတဲ့ပုံစံကြောင့်မလို့အဆက်ကွဲတယ်အဲ့တော့ embarrass ဆိုဆရာတို့ဘာနဲ့တွဲရမလဲ embarrass ဆိုလို့ရှိရင်ဆရာတို့ဒီဒီမှာဆိုလို့ရှိရင်ဘာနဲ့တွဲတယ်ဆိုတာတခါလဲတွဲပြီးတော့မှတ်လို့ရတော့ဆရာတို့လို့မှတ်လို့ရပြီပေါ့ embarrass ဒီဘာနဲ့တွဲလဲဘာနဲ့တွဲတယ် he was embarrassed by the way he talked အဲ့ဆရာတို့တခါလဲတွဲပြီးမှတ်လို့ရပြီ embarrass ဘာနဲ့တွဲတယ်သူအဆက်ကွဲတယ်ဆိုတော့ he was embarrassed ပဲမလို့သို့တော့ the way he talked ဆိုတဲ့ဒီမှာ the way he talked ဆိုတဲ့ object ကိုဆက်လို့တွဲသုံးတာဖြစ်တဲ့အကြောင်းမလို့ embarrass နဲ့တွဲတယ် preposition နဲ့ဆက်လို့လိုသွားပြီနံပါတ်2ဆို I'm not very keen ကျွန်တော်ဆက်ပြီးတော့ဆက်ရထပ်တာမှမရှိဘူးဒီမှာဆိုလို့ရှိရင်ဒီမှာနံပါတ်3လေးကြည့်လိုက် on fishing ငါဖန်းငါမြားတာကိုတိတ်ပြီးတော့မကြိုက်ဘူးဆက်ရထပ်တယ်လို့မရှိဘူး I think it is boring ငါမြားတာပြင်ဆင်ကောင်းတယ်လို့မြင်တယ်အဲ့ဒါ keen ဆိုလို့ရှိရင်ဘာနဲ့တွဲလဲကိုကမှတ်တော့ keen on နဲ့တွဲတယ်ပေါ့အာ keen on အဲ့လိုပြောတာ keen ဆက်ရထပ်တဲ့တော့ keen ဆက်ရ keen အဲ့တော့ king ဆရာထက်သန်မှုမရှိတော့အာမဟုတ်ဘူး king ဆရာထက်သန်တော့ king ဆရာထက်သန်တော့အဲ့လိုကြက်နေလို့မရအောင်နော် king ဆရာထက်သန်တော့တခုလေကြက်နေလို့မရအောင်ဘာနဲ့တွဲတာပါထဲချမ်းမလဲဩ king ဆို only နဲ့တွဲဒါလေးထဲချမ်း embarrass အရှက်ကွဲတော့ embarrass အရှက်ကွဲတော့ဒီလိုကြက်နေလို့မရဘူးဘာနဲ့တွဲချက်ကမလဲဩဘိုင်းနဲ့တွဲတယ် embarrass အရှက်ကွဲတော့ဘိုင်းနဲ့တွဲတယ် embarrass အရှက်ကွဲတော့ဘိုင်းနဲ့တွဲတယ် king ဆရာထက်သန်တော့ on နဲ့တွဲတယ် king ဆရာထက်သန်တော့ on နဲ့တွဲတယ်ဒါလိုကြက်လို့သူကပြောချင်တာ ပြီး we should not be jealous မနာလို့ဖြစ်တယ်မအောင်မနာလို့ဖြစ်မှာလဲသူများတွေရဲ့ချမ်းသာကြောက်မှုနဲ့အောင်မြင်မှုကိုမနာလို့ဖြစ်တယ်အဲ့တော့ jealous ဆိုလို့ရှိရင်ဆက်လို့ဘာနဲ့တွဲမလဲ of နဲ့တွဲတယ် jealous of jealous of ပြီး worried worried စိတ်ပူတယ်စိတ်ပူတယ်ဆိုလို့ရှိရင်ဘာနဲ့တွဲမှာလဲဆိုတော့ about နဲ့တွဲမှာ worried about ကိုဦးကိုဦးကိုစိတ်ပူတယ်ဘာလို့လဲ he didn't come back home last night ပြီးခဲ့တဲ့ညအိမ်ပြန်မလာဘူးဒါကြောင့်မလို့စိတ်ပူတယ်အဲ့တော့ worried ဆိုဘာနဲ့တွဲလဲ အပေါင်းနဲ့တွဲမှာပေါ့ annoying annoying ဆိုဒီစိတ်နှောက်ရှက်ဖြစ်တယ်စိတ်နှောက်ရှက်ဖြစ်တယ်ဆိုတော့ဘာနဲ့တွဲလို့ရလဲဆိုတော့ဒီမှာသူက with နဲ့တွဲလို့ရတယ်လို့ပြောပြီးတော့ annoying with စိတ်နှောက်ရှက်ဖြစ်တယ်ပေါ့အဲ့တော့ကိုက adjective တွေချက်တိုင်းချက်တိုင်းမှာသူနဲ့တွဲသုံးပါမယ် preposition လေးကြီးလည်းတစ်ခါတည်းတွဲပြီးတော့ချက်ကမယ်လို့သူကပြောချင်တာပါ adjective တွေသုံးနိုင်သုံးနိုင်မှာသူနဲ့တစ်ခါတည်းတွဲပြီးတော့မယ် preposition လေးတွေပါချက်ထားလို့သူကတော့ပြောချင်တာပါ နမဘီမာကတော့သူကတခါတည်းတွဲပြပြီးသားတွဲပြီးသားအောင်မှာအောက်က1 to 10 quality ထဲမှာပြန်ပြီးတော့ဖြည့်ရမှာဒါကတော့စာချောင်းဖတ်ရင်ပုံကူဖြည့်လို့ရတယ်ဆရာအတိတ်ပဲလေးတွေပဲရှင်းပြသွားပေးလိုက်တော့မယ်ပထမဦးဆုံးဒါ good တော်တယ်သို့တော်တခုခုမှာတော်တယ်ဆိုရင် good at နဲ့တွဲတယ်ဥမာဆိုရင်သူတော်သောကျောင်းသားဖြစ်တယ် he is a good student ရတယ် he is a good student he is a good student တော့တုံးလို့မရအောင်အဲ့ဒါကြောင့် သူသည်တော်သောကြောင့်သာဖြစ်တယ်။အော် good at ကကြတော့ good at နဲ့ good နဲ့အဓိပ္ပာယ်နဲ့မတူဘူး။ဒါကြတော့သတိထား။ good တော်သော object ပါလဲ preposition ဘယ်လိုတော်သောပဲ။သို့တော့ပညာရက်တစ်ခုခုမှာတော်တယ်ဆိုရင်တော့ဆရာက good at သုံးပါပြီ။ဒီမှာ he is very good at mathematics သူသင်ချာတော်တယ်။အဲ့တော့ he is very good mathematics သွားပြောလို့မရအောင်။ပညာရက်တစ်ခုခုမှာတော်တယ်ဆိုရင် good at နဲ့တွေ့ရတယ်။ တခြားနေရာမှာ at တော့ထိတ်လို့မရအောင်ပညာရဲ့တစ်ခုမှာတော်ရဲဆိုမှာ good at တခြားတော်တော့ဘာဖြစ်တယ်တော်တဲ့ចောင်းသားဖြစ်တယ်လို့တော်တဲ့ဆရာဖြစ်တယ်တော်တဲ့ကားဆရာဖြစ်တယ်သူပြောလို့ good at သူပြောလို့မရအောင်ပညာရဲ့တစ်ခုမှာတော်တယ်အာမ good at being pleased with တခုခုကိုကျေနပ်တာ pleased with နော်တခုခုကိုကျေနပ်တာဆိုရင် pleased with upset by တခုခုကြောက်မလို့ဒေါသဖတ်တယ်တခုခုကြောက်စိတ်ညစ်တယ် ဘာဆို upset ပါ bold with ပြင်းတော်တော့ပြင်းလာမှာသမီးအကုန် bold with ပဲတော်တော့ရှိုင်းတယ်မမခွဲမဆရာမလို့ scared of ကြောက်တယ်သူလက်ရှိနဲ့ကြောက်သမီးအကုန် scared of နဲ့တုံးလို့ရတယ် angry with သူလက်ရှိနဲ့ဒေါသထောက်သမီးအကုန်လုံး angry with နဲ့တုံးလို့ရတယ် exact တဲ့ဘောက်ဒီတိုင်းပဲ exact တဲ့ about solution လေဒီပုံစံတိုင်းပဲသူသေးဆက်လို့ရှာတာမှသမီးအကုန်လုံးတုံးလို့ရတယ် fed up with fed up with ကကြတော့ရိုးသွားပြီ ဖက်ရဝဲရိုးသွားပြီရိုးဤသွားပြီဒါမျိုးဒီသဘောမျိုးဖြစ်သွားတယ်။များနေပြီရိုးဤသွားပြီဒီခေတ်စကားနဲ့ပြောရင်အန်တိုနီပေါ့လေအဲ့ဒါဖက်ရဝဲဆိုတော့ပြောတယ်။ be interested in စိတ်ဝင်စားတယ်သူတည်းလေကိစ္စတိုင်းမှာတုံလို့ရတယ် interested in ကိစ္စတိုင်းမှာတုံလို့ရတယ် aware of သူတည်းတတိထားရတယ်တတိထားတော့ဆိုရင်ကိစ္စတိုင်းမှာတုံလို့ရတယ်အဲ့မှာဆိုတတိထားမှာတော့များတော့အဖြစ် good at တစ်ခုပဲတတိထားမှာ တော်တိုင်းဂုဏ်သက်သုံးလို့မရဘူးသူပညာရက်တစ်ခုမှာတော်မှာပညာရက်အကြောင်းပြောတော့မှာဂုဏ်သက်သုံးလို့ရတယ်တလောက်ပါပဲကျန်တာလေးကတော့သူ့ရဲ့ဒီရှေ့ရ adjective အဓိပ္ပာယ်အတိုင်းကြီးပဲသွားတာပါပဲနောက်က preposition ပါလာတာကတော့ object နဲ့တွဲလို့ရအောင်ထည့်ပေးတဲ့သဘောပဲဒီ preposition လေးတွေမှာတော့တိကျအဓိပ္ပာယ်တိတ်မရှိလောက်ဒီဂုဏ်သက်တစ်ခုပဲတတိထားဒါဆိုရင်တော့ဒါ1 to 10 question လေးတွေဖြည့်ကြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့နားလည်သွားမယ်လို့ဆရာယုံကြည်ပါတယ်။ဒါလည်းတမီးတို့ကျေးဇူးတင်ပါတယ်။ ုံမုံပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်